အကျန်ရှာပေးတဲ့အကျိုးဆောင်ဖြစ်ပါတယ်လောကအကွက်ချက်မြို့ထဲမှာခြံရှာနေတယ်နော်လမ်းကကြည့်ပြီးတော့မကူလို့ရှိရင်တိုက်ဝါနိုင်တဲ့နေထားလေးမှာရှိတယ်နော်ဒါကကျွန်တော်တို့ဖန်မြို့အဝင်အဝတတရားနေရာလေးဖြစ်ပါတယ်လောကအရှလမ်းမကြီးဘေးဆိုတဲ့နေထားလေးမှာဖန်မြို့ဒဲလူနေရာမြို့မှာခြံတစ်ခွက်ကိုကျွန်တော်တို့မေးထားကြတယ်250 300 400စသည်ဖြင့်ကျွန်တော်ဒီနေ့ကတော့ခြံတစ်ခွက်ကို300 အောက်ရမယ့်ခြံမျိုးကျွန်တော် live ရှာပေးမှာဖြစ်ပါတယ်ဒီတော့ဒီနေ့ကတော့အကြံလေးပေါ့နော်အသေးချာတော့မရပြသေးဘူးဟောဘာညာအခွက်ကွင်းလေးမပြောပြသေးဘူးခြံရဲ့အနေအထားလေးကို live ပြပေးမှာဖြစ်ပါတယ်မြို့ထဲမှာဖြစ်ကြောင်းလာပြောပြတာဖြစ်ပါတယ်ကိုနေ့ကရောင်းခဲ့တဲ့မြို့တွေကခြံကတော့၃လရက်အတွင်းမှာအကုန်ကုန်သွားတယ်ဒီတော့ကျွန်တော်ထပ်ပြီးတော့ရှာပေးတယ်ပေါ့နော်ကျွန်တော်ရောပြန်လာမရောင်းခိုင်းတဲ့ဝါသနာရ ဝါသနာရစီတော်တော်လေးနဲ့နေရာကောင်းကောင်းလေးမှာရှာပေးရတာဝါသနာ ပါတယ်ပေါ့နော်ကျွန်တော်250နဲ့ဝယ်ထားပြီးတော့900ဒေါ်လာပြန်မြောင်းခိုင်းနေပေါ့နော်သွားမင်းလားဟုတ်ကဲ့ အာချိန်တော်တော်မိုက်တယ်မြို့တယ်မှာဒီနေ့တော့ဘာပေါ့ခြံလိုက်ရှာပေးတာပေါ့နော်မြို့တယ်မှာခြံလို့ရှင်နေဆိုပြီးတော့ပြောထားတဲ့မိတ်ဆွေတွေအတွက်ကျွန်တော်မြို့တယ်မှာခြံွက်လေးလာရှာပေးတာဖြစ်ပါတယ်ခြံက၂ရက်၃ရက်နဲ့မြို့တွေကအကွက်တွေရောင်ထွက်သွားတယ်ကျွန်တော်မိသားစုကနိုင်ငံခြားမိတ်ဆွေတွေ အမလာပြန်နေကြမယ်။နောက်ပြီးတော့ဒီဖအံမျိုးအဝေးရပေါ့နော်ရှစ်ဘေးရှောင်းနေဖအံမျိုးတွေမှာလူချင်းကြတဲ့မေးမေးမေးပြီးတော့တကယ်တဲ့အယောင်လဲတင်ရောဖအံမျိုးကလူတွေပဲလာဝယ်သွားကြတယ်။ကျွန်တော်အိမ်ဖေးရလူတော်မှာလာဝယ်သွားတယ်ပေါ့နော်ဒီတော့ကဒီလိုမျိုးဖအံမျိုးတွေမှာအိမ်နဲ့ခြံနဲ့ကောင်းကောင်းလေးရှောင်းနေခြင်းနဲ့ဆိုတော့မိတ်ဆွေတွေကြောကျွန်တော်ဒီနေ့ထပ်ပြီးတော့ရအောင်မလားဆိုပြီးတော့ဒီဘက်ခြံပေါ့နော်ကျွန်တော်တို့ဒီ ဘယ်ပြောမလဲဒီကျွန်တော်တို့ TDC ကျွန်တော်တို့မွေးမွေးဆုံးအကျော်ဘက်ချန်မှာရှိတဲ့ကျွန်တော်တို့ဒီအန်မျိုးအဝင်မှာရှိတဲ့နေရာလေးမှာကျွန်တော်ဒီနေ့ချန်လာရှာပေးတာဖြစ်ပါတယ်ဒီချန်ကြီးကတော့လောစင်တော်တော်သဘောကျနေဈေးရောတော်တော်ကြီးတယ်ပေ200ပတ်လည်နီးတအီကလောက်ရှိရောတအီကညီပါလောက်ရှိချန်စီယိုခတ်ပြီးသားလမ်းကလည်းရှယ်ပဲကွန်ကရစ်လမ်းခင်းထားတယ်ဒီချန်လေးကတော့နောက်ကျရင်ကျွန်တော်လာကြည့်မယ်တော်တော်ကျဲတယ်တော်တော်ကျဲတော့ကျိန်စေးများတယ်ပေါ့နော်အဲ့လိုမျိုးနေထားနေဖြစ်ပါတယ်ဒီတော့က ကျွန်တော်ဒီပတ်ဝန်းကျင်လေးမှာပေါ့နော်ခံလေးချက်ရှာပေးမယ်ရှိမလားပေါ့နော်မြေတခွက်အကျော်တစ်ခုဒီနေရာလေးอ่ะတဲ့အတော်တော်ငယ်တော့ဆိုရင်မြေတခွက်ကိုအကျော်တစ်ခုနဲ့ပဲလဲခဲ့ပြီးတော့ရားခဲ့တဲ့နေရာလေးပေါ့နော်တော်တော်မိုက်ပါတယ်တဲ့မှချက်ရှုပတ်ဝန်းကျင်နေထားဒီနေရာလေးလည်းမစိုးဘူးတော်တော်လေးအလားလာရှိတယ်လမ်းလေးကဖြူးနေရောကွန်ကရစ်လမ်းတော့ပေါက်နေပြီရံမိုက်တယ်ရှင်တော့နိုင်ကြ နိုင်ကြပါလေဒီမျိုးချက်ရွာမြင့်ချက်မြင့်တော့ကြည့်တာရှယ်ช่วยเวนะฉันก็จะไลฟ์ยีเนဖြစ်ပါတယ်မြို့ထဲမှာလိုရှင်တယ်ဆိုတော့ကျွန်တော်မြို့ထဲမှာไลฟ์ကြည့်ပေးနေပါတယ်เนาะဟိုဟိုဟိုဒီဘက်ကမှာ channel ကျင်ရပဲ ချွန်ချွေကြီးတွေလည်းကောင်းဝင်ဟမ်ဘာပဲရှိမလမ်းရောက်ပြီဟမ်ဆီအောင်နဲ့တိုင်ကြီးချွေလမ်းနဲ့တိုင်ကြီးမယ်အေးနေတော့ဒီ 69နဲ့69နဲ့အနောက်ဘက်နဲ့လမ်းရှိနေသည်69ဆိုတော့နော်1 2 3 4ဒီ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 အနောက်60လမ်းကဲတော့မိုင်း69လမ်း60လမ်း ဒါမှစုကန်ကြာစတူရန်ကြာ69နဲ့60ဆိုတော့တော်လင်းမိုက်ပါတော်လင်းပိုင်းနေပါပြီအရှိလန်လေးမသာကြည့်ရတာရှင်တရှင်1 2 3โอเคဗလာโอเคအဲ့ဆိုရင်ပါမယ်နောက်တစ်ချက်အခုဒီ channel ကညနေစာညနေစာ150လောက်ရှိတယ်နော် အနောက်200300ဘက်ဘီယန်ချန်အနေထားလေးဆိုတော့ကနှစ်ချန်ရှိပြီနောက်တစ်ချန်ဟိုအနောက်ချန်လေးချက်လောက်လန်းသွားကြည့်မယ်အဲ့ဒီချန်လေးစိတ်ဝင်စားတယ်ဇီရောမတိရသေးဘူးကွာဒီမျိုးအိမ်ကြီးအိမ်ကြီးလူကြီးအိမ်ကြီးအပြည့်ပဲဆိုတော့မဆိုးဆိုမဲ့အရင်များတယ်ဘောနော်အရင်များတော့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော် ပေးဖို့ကတော်တော်လေးအရင်များတယ်ဆိုတဲ့အနေအထားလေးမှာရှိဒီကောင်းကြီးကဒီထက်ကောင်းတဲ့ခြံလေးများရအောင်မလားလိုက်ကြည့်ပေးအောင်ခုခုနခြံအနားကိုချက်သွားကြည့်အောင်ကျွန်တော်နိုင်ကြဘုံကြီးကြောင်ထက်ရနေဝင်လာတယ်ခုဆိုလို့ရှိရင်ဒီဘက်လမ်းထဲဝင်ခုနအနားခြံချက်သွားကြည့်အော်ဒီမှာအကျဉ်းကြီးကိုဒီမှာတစ်ခုခုလှုပ်ထည့်နေတယ်နော် SVM အနောက်ခြံရတော့ကျင်။ကဲပြင်သားမှလည်းခုနကျင်တော့ဒီမှာဒီချန်နောက်တွေ့နေတယ်ခုနကတတိယလမ်းကြီးလောကတတိယလမ်းကြီးချိုးတတိယလမ်းပြီးတတိယလမ်းတတိယလမ်းအာဒါခုနကတော့ခုနကတော့လမ်းเนาะဟုတ်တယ် ဒီမှာအိမ်လေးတွေရှောက်တာတော်တော်လှတယ်။လောကောထိုင်းစတိုင်အကောင်စားကြီးတွေပါသိလား။ဟိုထိုင်းထိုင်းတတိအိမ်တွေလိုမျိုး။ဇေယရောပေါ့မဟုတ်။လမ်းနေထိုင်တာတော်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 လေးကောင်းနေဆိုတဲ့နေထိုင်။လမ်းကောင်းတဲ့နေထိုင်ဝင်ရှိတယ်။ဟုတ်ဇေယရောပေါ့မဟုတ်။ကယ်ဒီတော့နောက်ဆုံးတစ်ချက်သွားကြည့်မယ်နော်။ နောက်ဆုံးတစ်ချက်သွားကြည့်မယ်အဲ့မှာနောက်တော့သွားခဲ့တဲ့ချက်လေးအချိန်ရ6000နဲ့ပဲတိုင်ရသေးတယ်68လမ်းနဲ့ခြေလမ်း60ကျွန်တော်ခြေလမ်းပေါ့နော်တစ်လမ်းကို2ပေလောက်ရှိတယ်အဲ့မရှိဘူးဒီနေ့သွားရင်ပဲရအောင်ဖြတ်သွားကြည့်လိုက်မထူးတော့အိမ်လေးတော့တာဆန်ရှိယိုလေးဒီပန်းလေးတွေနဲ့ချုပ်တော့ကိုယ်ကိုယ်ကချန်တဲ့ချန်လေးတွေကလည်းရှိတယ်နေတော့အေကားဝတ်ပဲ ta đã phải đủ cho ông nó anh nhầm trai đâu lấy liều Thế mới thành nhận liền ကဲအခုကတော့နောက်ဆုံးတနေရာလေးပေါ့နော်ကျွန်တော်ပတ်ဝန်းကျင်အနေနဲ့အနေထားလေးတွေကို live stream ကြည့်တာပေါ့ live stream ကြည့်တဲ့အချိန်မှာဒီကောင်လေးကအတန်ဆုံးနဲ့မျိုးနဲ့အကတ်ဆုံးဆိုတဲ့အနေထားလေးမှာမိငလေးတွေနေဖို့အတွက်လည်းအဆင်ပြေတယ် safe ဖြစ်တယ်ဆိုတဲ့အနေအနေထားလေးကိုတော့နေနဲ့နောက်ဆုံးနေနဲ့ဒီကောင်လေးကကင်မယ်ပေါ့နော်ဘလို့မြင်လဲပေါ့အမေရှင်တို့နေနဲ့စိတ်ဝင်စားရင်ဝိုင်းကင်လို့ရတယ် တကောကို300အောင်လောက်လည်းရမယ်ဆိုတဲ့အနေအထားလေးတစ်ခုဖြစ်ပါတယ်။အိမ်တိန်စာပေါ့နော်။အိမ်တိန်စာဒါပတ်ဝန်းကျင်ဇင်းလုံးလေးအကုန်လုံးစုံစမ်းပြီးသွားပြီ။နေရာအနေအထားလေးတွေအကုန်လုံးစုံစမ်းပြီးသွားပြီဆိုတဲ့အနေအထားလေးတစ်ခုမှမှဒီနေရာလေးကအသင့်တော်ဆုံးဆိုတဲ့အနေအထားလေးဖြစ်ပါတယ်။နည်းနည်းပြုပြင်ရမှာပေါ့နော်။ဒါကတော့အစိမ့်တက်တက်ဆိုတဲ့အနေအထားလေးတစ်ခုကျွန်တော်အရင်ဆုံးလာပြပေးမယ်။ကျွန်တော်တို့ဒီမြေတောင်ရင်စီဆိုင်အနောက်ကျော် အချံကျော်ဆိုတဲ့အနေထားလေးမှာဒီလိုလန်လေးရှိတယ်။လန်လေးကိုမာကြည့်လို့မျိုးနောက်ထပ်လန်တလန်ဆိုတဲ့အနေထားလေးနော်ဒီကောင်လေးကိုရှင်လုံးလိုက်မယ်ဆိုလို့ရှင်ပြောစရာမရှိဘူးအခုလောလောဆယ်ဒီခြံလေးကရှင်ထားတယ်ဆိုတော့မစိုးဘူးဆိုတဲ့အနေထားလေးမှာတော်တော်လေးကျဲပါတယ်ဒီတော့ဒါကမြို့ထဲမှာနေချင်တဲ့မိတ်ဆွေတွေအတွက်ပေါ့နော်တော်တော်လေးမိုက်တယ်နော်အရှိမတောင်ရင်မြစ်ဓာတ်ဆီဆိုင်မယ်ဒီမှာခြံဆိုတော့ဒီလိုမျိုးနေထားနေတခုမှာဒါက ခွဲရောင်းပေးလို့ရတယ်ပေါ့နော်ဒါကမြို့မြေ area ထဲမှာလည်းဖြစ်တယ်ရွာမြေပြောလဲရတယ်အဲ့လိုမျိုးနေအရင်တော့ရွာဘူးအခုကတော့မြို့မြေ area ထဲပါသွားပြီဆိုတော့အနေထားလေးခုတော့ရှိချိန်ရအကြေရွယ်နောက်ပြီးတော့အရေးအပင်းနေရှိုးဟိုးမြို့ထဲကတော်တော်တော်ပဲဒါမြို့နေထားလေးဘေးမှာလည်းနဲ့ထက်အိမ်လေးအိမ်နေတန်းစီနေအပတ်လည်းမှာအိမ်ရှိတယ်ဒီလိုမျိုးနေထားလေးမှာကွန်ကရစ်လန်လေးနဲ့အဲချန်စီယိုလေးနဲ့ ိမ်လှလှလေးလုံးလုံးတန်းစီပြီးဖြစ်သွားမှဆိုဘယ်လောက်မိုင်မလဲကျွန်တော်ကတော့အိမ်ဆောင်မဲ့လူတွေတွဲရှာပေးတယ်လာဝယ်တဲ့လူတွေကနှစ်ဆစီခေါ်ပြီးပြန်ပြန်ရောင်းသွားကြတယ်အဲ့ဒါတကယ်တော့တိတ်မမိုင်ဘူးနေစီရှင်တို့တေချာလေးရှာတာပြေးတာဖြစ်ပါနော်နေစီရှင်လို့မြို့ထဲမှာနေရှင်တယ်ခုကလေးတွေဒီဒီ international school တွေပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့ဒီမြို့ထဲမှာရှိတဲ့ international international school တွေထဲမှာကျောင်းလာထားခြင်းရတယ်ရှာပေးတယ် အမြဲရပြန်ရောင်းသွားတာဟုတ်နေလားအဲ့လိုမျိုးအနေထားမျိုးလေးတွေပေါ့နော်ပြီးတော့ဒါကဒါကကိုဝယ်ထားပြီးဆိုတော့ကိုကဘာပဲလုပ်လို့ပေါ့နော်အဲ့လိုမျိုးအနေထားလေးဖြစ်ပါတယ်ကိုကကိုကိုမိန်နဲ့ကိုရောင်းအိမ်စားမရှိဘူးနော်ဒီကောင်300အောင်လောင်းနဲ့ချပေးပြီးတော့ကိုကြီး900ရရင်ပြန်ရောင်းပေးပါပါညာတော့လုံးနေပါတော့ဝါသနာသိမ့်မပါရတာတော့ဈေးတော်တော်လေးရှာပြီးတော့ဝါသနာပါတယ်နော်အဲ့လိုမျိုးနေထားရင်ဖြစ်ပါတယ်မဂျေးပဲဂျေးပဲ ရှုရှင်အနေထားလေးကိုရှုဇိုင်းကလန်လေးကိုရှုနော်ဒီတော့ကဒီကောင်လေးအနေထားလေးက300အောင်နဲ့ရမယ်မျက်နှာစာကကျွန်တော်တွက်ထားတာက20လောက်ပဲရမယ်ကိုမျက်နှာစာကို40လောက်လိုချင်တယ်ဆိုရင်တော့သူကအနောက်ဘက်ကျင်ကလေးရောတော်တော်ရှိတယ်အနောက်အပိတ်က60လောက်ရှိတယ်ပေါ့နော် အဲ့လိုမျိုးလေးပြန်ခွဲပေးလို့ရတယ်ဆိုတဲ့အနေထားလေးတစ်ခုမှာဒါကမြို့တဲမှာကျွန်တော်တို့လှံကမြင်နဲ့ကြောချင်းရှင်ပြီးတော့ရောင်းရတဲ့အနေထားလေးဖြစ်ပါတယ်။ဘာဖြစ်လို့ဆိုတော့ဒီနေရာကျွန်တော်တို့မြို့တဲနဲ့လာမယ်ဆိုရင်လှံကမြင်နဲ့နေရဲဆိုတဲ့အနေထားလေးတစ်ခုနောက်ပြီးတော့စီကာမှုကလည်းတော်တော်လေးကောင်းနေဆိုတဲ့အနေထားလေးတစ်ခုမှာဒါကစဉ်းစားလို့ရတယ်ပေါ့နော်။အဲ့လိုမျိုးအနေထားလေးဖြစ်ပါတယ်။ပြီးတော့စိတ်ဝင်စားတယ်ဆိုရင်လုံးဝအဲကြိုတင်ဖို့กินလိုက်ပေါ့နော်။သိချလေးနောက်တစ်ခါလာရိုက်ပြီလို့ရှိရင်တော့ရှိတော့မှာမဟုတ် တေချာလေးလာရိုက်ပေးလိုက်တိုင်းကုန်ကုန်သွားတယ်နှစ်ရက်သုံးရက်အတွင်းပဲကဲခုလောလောဆယ်ကတော့ဘာမှမလုပ်ရသေးဘူးစိန်တိုင်းပဲမိကက်လှိမ်ရမယ်ဆိုတဲ့နေထားလေးတစ်ခုတော့ရှိပါတယ် Yeah.